ိတ်တပြုရင်ပြောင်းလဲရင်တရားจิตနာတော်ဒီလိုပဲနာမည်တက်ကြစေနော်သုံးတန်ကတော့ခတ်စုံစုံစူပေါင်းပြီးဟောမယ်တရားတစ်ခုဖြစ်နေပါတယ်ဒါကြောင့်ဒီသုံးတန်ကိုဟောကြားပြတဲ့အစဆုံးမှာတော့မူသောဘုရားရှင်အားရှိဥစွာအာလုံးညီညီညာညာနမောတတသုံးဉာဏ်ဖြင့်ရှေကိုဘူးသောကြောကြရအောင်နမောတတ ဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတဘဂဝတော မ္မတေကောယံဘိခဝေတန္တာရော ပုဗ္ဗာဂောတိနပညာယတိအဝိဇာနိဗ္ဗရဏနံတတ္တနံတဏတံယောဇနနံတန္တဝတံတန္တရတံဒီစကားရကတော့ဟောတယုတ်ပါဠိတော်ကတုလပတ္တတုတ်တော်မှာမြတ်စွာဘုရားဟောထားတဲ့ဒီသနာလေးပါပဲ။ဘာပြောလဲ။အနမတေကောယံဘိခဝေတန္တာရော ပုဗ္ဗာဂောတိနပညာယတိ။ ဝိဇာနိဝရဏနံတတ္တနာတနာသံယောဇနာတန္တဝါတံတံတရတံဣခဝေခြေတယံတို့အယံတန္တရောဤခန္ဓာအာယရဏတတ္တို့ဤအစမပြဆက်စား၍ဖြစ်ဟာတန္တရာဟုခေါ်ဆိုအပ်သောယုံနံတန္တံအစဉ်အတန်သည်နမတေကိုညာဖြင့်အစဉ်လျောက်၍တော်လည်းမတိအမတိနိုင်သောအစာရှိပေ၏ ဥပ္ပါကောတိတန္တရာဤဖြင့်အစွန်းဒီနပညာယတိမတင်ရှားပေ။ဘဝတူတူရဲ့တန္တရာခီစကဲ့ဘုံကိုဉာဏ်ပညာကြီးမှလို့ဘဝတစ်ခုပြီးတစ်ခုဘဝတစ်ခုပြီးတစ်ခုဉာဏ်နဲ့အစဉ်လျောက်ပြီးလှမ်းပြီးကြည့်တော်လဲဘယ်ဘဝကစခဲ့တယ်ဆိုတာ မသိအမသိနိုင်လောက်အောင်အလွန်ရှိလျရတယ်လို့ဒီလိုမြတ်စွာဘုရားဟောထားတယ်။ဘုဗ္ဗကောဒိနပညာယတိသန္ဒရာဤရှေးအစွန်းဒီမထင်ရှားဘူးသိရှိလျရတယ်ဆိုတော့သန္ဒရာရဲ့နောက်အစွန်းကကောထင်ရှားပါသလားလို့ဒီလိုတော့မေးစရာရှိနော်။ဒီကောဘာလာနသန္ဒရောဆိုပြီးတော့မြတ်စွာဘုရားဟောထားတော်မူတဲ့ဒေသနာတော်များထင်ရှားရှိနေသည့်အတွက်ကြောင့် လူမိုက်တို့အသာဖြစ်ခဲ့လေဆိုရင်မန္တရာဤရှင်အစွန်းဒီရှင်လျားသလိုမန္တရာဤနောက်အစွန်းဟာလေရှင်လျားနေတယ်လူမိုက်ဆိုတာဘယ်လိုပုဂ္ဂိုလ်ပြောတာတရားနာတဲ့ပြိသက်တွေဘယ်လိုသဘောပေါက်ကြလဲဘာကိုလူမိုက်ခေါ်တယ်ဒီနိမာနိဘေခဝေဘာလတဘာလလက္ခဏာနီသတိဖြင့်မြတ်စွာဘုရားဘာလပန္နိတသုတ်တံမှာလူလိမ္မာပညာရှိဖြစ်ကြောင် လူမိုက်ဖြစ်ကြောင်းတရားတွေကိုဟောထားပါနော်ကိုဖြစ်မပြုတ်တဲ့မပြုတ်တိုက်တဲ့ကာယဒုစရိုက်ဒီကိုလွန်ကျူနေတဲ့ပုဂ္ဂိုလ်နှုတ်ဖြင့်မပြောတဲ့မပြောတိုက်တဲ့ဝစီဒုစရိုက်ဒီကိုလွန်ကျူနေတဲ့ပုဂ္ဂိုလ်စိတ်ဖြင့်မကြံစီတဲ့မကြံစီတိုက်တဲ့မနောဒုစရိုက်တရားတွေကိုလွန်ကျူနေတဲ့ပုဂ္ဂိုလ်တွေကိုလူမိုက်လို့ဒီလိုခေါ်ထား အဲ့ဒီလူမိုက်တို့အဖို့သန္တရာဤခြေအစွန်းဒီခြေလျားတယ်လို့သန္တရာရဲ့နောက်အစွန်းဆိုတာလဲခြေလျားပါတယ်သို့တော်လဲမိတို့ရဲ့စိတ်ကကိုလူလိမ္မာပညာရှိသူတော်ကောင်းဖြစ်အောင်ပြုပြင် ပြောင်းလဲပေးလိုက်မယ်ဆိုရင်တော့သန္တရာဤခြေအစွန်းဟာရှိခြင်းလဲရှိပါသည်သို့တော်သန္တရာရဲ့နောက်အစွန်းကတော့တိုးမသွားနိုင်ဘူးလားတိုးသွားနိုင်ဒါကြောင့် နမတေခောယံဘိခဝေတန္တရော ပုဗ္ဗာကောတိနပညာယတိအဝိဇ္ဇာနိဝရဏနံတတ္တနံတနာတံယောဇနာနံတန္တဝတံတန္တရတံဘိခဝေจิตတယံတို့ယံတန္တရောဤခန္ဓာအရဏတတ်တို့၏အစမပြဖြစ်ပေါ်၍နေရာယုံနံတန္တအစဉ်ဟုခေါ်ဆိုအပ်သောဤတန္တရာတိကား နမတကောဉာဏ်ဖြင့်အစဉ်လျောက်၍တော်လည်းမတိကမတိနိုင်သောအစရှိပေ၏။ဥပကောတိသန္တရာဤရှိအစွန်းကိုနပညာယတိမတိကမတိနိုင်ပေ။အဝိဇ္ဇာနိဝရဏံအဝိဇ္ဇာနိဝရဏတရားသည်ပိဖုံကာစီအကုန်သည်ဖြစ်၍တဏ္ဍံယောဇနာနံတထာတိဟုသောတယောခြင်းကြောကရစ်ပအနှောင်ဖွဲထအကုန်သည်ဖြစ်၍ တန်တဝတံထိုဘဝမှဤဘဝဤဘဝမှတပြောအမြဲတာပြေသွား၍နေသုံးတော်တတနံတတဝတို့ဤဥပကောတိသန္တရာဤခြေသွန်ခုနပညာယတိမသိအမသိနိုင်၏သန္တရာဤဒီလီနေရတဲ့ပုဂ္ဂိုလ်ရဲ့ ရေအကြီးဆုံးတရားနှစ်ခုကဘာလဲအဝိဇ္ဇာနဲ့ဒိဋ္ဌာအဝိဇ္ဇာဆိုတာကဘာလဲပရမထတောအဝိဇ္ဇမန္တိတုအေတိပုရိသတိတုသဝတိဝိဇ္ဇာမန္တိတုဘိခန္ဓာခန္ဓာတိတုနသဝတိဒီအဝိဇ္ဇာဝိသုတိမေအထကရတုတရားတွေဆံမြတ်နဲ့150ခွန်မှာဖွင့်ဆိုထားပါတယ်။ဘာပြောလဲ။ပရမထတောပရမထ ဒီရကုအနေသဘောအဖြစ်အဝိဇ္ဇမဏိသူထင်ရှားမရှိကြကုန်သောအိတိပုရိသတိသူအမျိုးသမီးအမျိုးသားစသောထိုးထိုးဘောဟာရတို့၌ဇဝတိလင်းမြန်စွာဖြစ်၍နေတတ်၏ဝိဇ္ဇမဏိသူပရမတ္ထအဖြစ်ထင်ရှားရှိ၍နေကြကုန်သောခန္ဓာတိသူပြီး ခန္ဓာအရဏတ္တသစ္စာသဘောတရားတို့၌လိနာဇဝတိမဖြစ်တတ်ပေဣတိတ္တသမထို့ကြောင့်အဝိဇ္ဇာအဝိဇ္ဇာမြည်၏အဝိဇ္ဇာရဲ့သဘောကအတိမှားနေတယ်ပြောမြန်မှာပရမတ္တသစ္စာနေဘက်ကနေကြည့်ရင်တော့ဒီထဲမှာဝိပဿနာဉာဏ်ရရှိနေတဲ့သရဂေါင်းတွေလည်းရှိကြတယ်လို့ရှိကြပါတယ်သူသရဂေါင်းတွေကပရမတ္တဉာဏ်ပညာမျက်စိဖြင့်ဣဇ္ဇဒမန္တလေးဘက်ကိုဥတည်ပြီးတော့နော်ယုတ်တိဏ္ဍေကိုသိသိတတ်မယ်ဗိဓမ္မာလည်း ဒါလေးပါဒါလေးပါကိုဦးမူပြီးတော့ယုတ်ဒီနန္ဒီကိုသိသိတတ်မယ်အဲ့ဒီယုတ်နန္ဒီကိုသိသိပြီးတဲ့အခါအကြောင်းတရားတွေကိုရှားဖွေပြီးအကြောင်းတရားတွေကဒီယုတ်နန္တို့ရဲ့ဖြစ်ပြီးပြနေတဲ့သဘောဒီကိုညံ့တဲ့မြင်အောင်ကြည့်ပြီးအနိစ္စလို့တွင်းနေရှုမယ်ရှင်းချင်းပြချင်းတန်ကြပ်ဖြင့်အမြဲမပြတ်ရှင်းပါနှိမ့်တဲ့ခန္ဓာရတဲ့သဘောဒီကိုညံ့တဲ့မြင်အောင်ကြည့်ပြီးဒုက္ခလို့တွင်းနေရှုမယ်မပြည့်စုံတဲ့အခြေခဲအခိုင်အမာနှစ်သာရအဖြစ်ဒီနေ့အတ္တမရှိတဲ့အတ္တမဟုတ်တဲ့ အနေသဘောကိုဒီပရမတ်ထတရားဒီမှာညာနဲ့မြင်အောင်ကြည့်ပြီးတော့ဒီပရမတ်တရားတွေကိုအနိစ္စအနတ္တလို့တွင်ပြုမယ်ဆိုရင်ဒီအနိစ္စ ानु ပါဒနာညာဒုက္ခ ानु ပါဒနာညာအနတ္တ ानु ပါဒနာညာနေဖြစ်ပေါ်နေတဲ့သူတော်ကောင်းရဲ့အတိညာဘက်ကလှမ်းကြည့်လိုက်တော့30ဘုံအတွင်းမှာယောက်ျားမိမပုဂ္ဂိုလ်သတ္တဝါလူနာမြမသူနာတကယ်ထင်ရှားမရှိရှိနေတာကယုံတရားအစုဘုံရှိတယ်နန္တရားအစုဘုံရှိတယ်ယုံနာအစုဘုံရှိတယ် အကြောင်းတရားအစုပုံရှိတယ်အကျိုးတရားအစုပုံရှိတယ်ဒါကြောင့်ယုတ်တရားလို့သိခဲ့ရင်လည်းမှန်တယ်နန္တရားတွေလို့သိနေရင်လည်းမှန်တယ်ယုတ်တရားအစုပုံနန္တရားအစုပုံလို့သိလည်းမှန်နေတယ်အကြောင်းတရားအစုပုံအကျိုးတရားအစုပုံလို့သိလည်းမှန်တယ်အနေစာတရားအစုပုံပဲဒုက္ခတရားအစုပုံတွေပဲအနတ္တတရားအစုအပုံတွေပဲလို့ဒီလိုသိခဲ့ရင်လည်းမှန်နေတယ်အဲ့ဒီလိုမတိဘဲနဲ့ ပရမတ္ထအဖြစ်တကယ်ထင်ရှားမရှိတဲ့ယောက်ျားမိမပုဂ္ဂိုလ်သတ္တဝါလူနာမြမစတဲ့ပြဉ္ညာတဲ့အပေါ်မှာတောင်တင်ပြီးတော့အတိမှားနေတဲ့သဘောကိုတော့ဘာလို့ခေါ်လဲဝိဒါဒီတော့ယောက်ျားလို့သိနေတဲ့အသိဒီမှားလားမှန်လားမှားတယ်။အဲ့ဒီအသိမှားမှုကိုဘာလို့ခေါ်လဲအဝိဇ္ဇာပဲ။အမျိုးသမီးလို့သိတဲ့အသိဒီမှားလားမှန်လားမှားတယ်။ဒီအသိဒီအဝိဇ္ဇာပဲနော်။ ပရမတ္တအဖြစ်တကယ်သင်္ချာမရှိဘူးဆိုတာကဒီပရမတ္တရားတွေကဖြစ်ပြီးတဲ့ဖြစ်ချင်းဖြစ်တစ္ဆကံကိုအကျင့်ကလေးပေါင်းများစွာပုံရင်းယူလောကမှာကလေးပေါင်း9000ခန့်ပေါ့ခန့်လို့ပြောပါတယ်အတိတ်ကြတော့မဆိုလိုပါဘူးတစ္ဆကံကိုအကျင့်ကလေး9000ခန့်လောက်ပုံရင်းဒီပုံလောက်သာတက်တန်းရှိနန်လောကမှာလည်းတစ္ဆကံဆိုတဲ့အချိန်ကာလကိုကလေးတသိန်းလောက်ပုံခဲ့ရင်ဒီပုံခန့်လောက်သာတက်တန်းရှိတယ် အဲ့လောက်တော့အလုံးလှလင်းမြန်မြန်ကြီးဖြစ်ဖြစ်နေတဲ့ဓမ္မတဘာဝတွေကိုဒါကယောက်ျားပဲဒါကမိန်းမပဲဒါကငါပဲဒါကသူပဲဒါကသားပဲဒါကသမီးပဲလို့စွန့်ယူလောက်တဲ့အချိန်တောင်ရှိသလားမရှိဘူးမရှိပြင်မဲ့လို့တဘာဝတွေကစွန့်ယူကြနော်ဒါကယောက်ျားဒါကမိန်းမဒါကသားဒါကသမီးဒါကဇနီးဒါကမိန်းဆက်ပြီးဖြစ်ဆွဲလန်းနေကြအတိတွေမှားနေ အဲ့ဒီလိုအတိမတ်မှုအဝိဇ္ဇာသင်္ချာရှိနေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဒီအမျိုးသားဆိုတဲ့အာယုံဒီအမျိုးသမီးဆိုတဲ့အာယုံတွေကမိမိနှစ်သက်မြတ်လို့ဘွယ်ရအာယုံဖြစ်ခဲ့မယ်ဆိုရင်လေဒီအာယုံဒီအပေါ်နဲ့တွေ့တာတတ်မဲ့ဘုဒနာပေါ်မလာဘူးလားပေါ်လာမိမိမနှစ်သက်တဲ့အာယုံဖြစ်ခဲ့မယ်ဆိုရင်လေမနှစ်သက်တဲ့အဲ့အတွက်ဒေါသတရားတွေသင်္ချာဖြစ်ပေါ်ပြီးလက်တတ် ဒါကြောင့်သန္တာခိကျင်လီနေတဲ့သဘာဝတွေမှာသန္တာဘကြောင့်ကြည်ရတယ်ဆိုတဲ့အခြေခံအကြောင်းရင်းကိုကြည့်လိုက်တော့အတိမားမှုအဝိဇ္ဇာနဲ့ထိုထိုဘဝထိုထိုယုံနာသန္တာအစဉ်အဘောမှာတွေ့တဲ့တက်မဲ့နေတဲ့တဏှာတရားကအဓိကအကြောင်းရင်းဖြစ်တယ်။အဲ့ဒီအဝိဇ္ဇာနိဝရဏတဏှာတယောစဉ်ကျိုးဤနှစ်ခုကရစ်ပနှောင်ဖွဲ့ထပ်အပ်တဲ့အတွက်ဒီသတ္တဝါတွေသည်သန္တာခိမှာရှည်လျားနေကြ။ ပရိသန္တိနေရတဲ့ဒုက္ခတွေနဲ့အဖမ်းမှန်ထက်ထက်တွေ့ရတယ်။ဘူရတဲ့ဒုက္ခတွေနဲ့အဖမ်းမှန်ထက်ထက်တွေ့ရတယ်။နာရတဲ့ဒုက္ခတွေနဲ့အဖမ်းမှန်ထက်ထက်တွေ့ရတယ်။သိရတဲ့ဒုက္ခတွေနဲ့အဖမ်းမှန်ထက်ထက်တွေ့ရတယ်။ဆိုရတဲ့ဒုက္ခ၊ကိုယ်ဆွေးရတဲ့ဒုက္ခ၊ငိုကြွေးရတဲ့ဒုက္ခ၊ကိုယ်ဆင်းရတဲ့ဒုက္ခ၊ရှင်ဆင်းရတဲ့ဒုက္ခ၊ပြင်းစွာပူပန်ရတဲ့ဒုက္ခဆိုတဲ့ဒီဒုက္ခအဝဝါတွေအများကြီးတွေ့နေတာ။ အကြောင်းမလှလို့အခါခွင့်မသိလို့လမ်းချွန်သွားကြရင်လေအပေတန္တရာဝဆင်းရဲ့ဒုက္ခကြီးကမိမိကိုလှမ်းပြီးတော့အမြဲတမ်းကြည်ကြုံနေတယ်။ဒါကြောင့်လောက်တော်တန္တရာခင်းမှာအိုလိုမဆုံးနာလိုမဆုံးသေလိုမဆုံးဖြစ်နေတဲ့တရားတွေကဒီတန္တရာခင်းမှာကြွရာကြွကြောင်းလွတ်ရာလွတ်ကြောင်းဖြစ်တဲ့တရားကောင်းတွေသင်ကြားရှိနေတဲ့ဆိုရင်ဒီအိုမင်းဆိုကြီးမှလွတ်အောင်ဒီနာဘေးဆိုကြီးမှလွတ်အောင်ဒီသေဘေးဆိုကြီးမှလွတ်အောင် ဒီအပယ်ဝစီရဲ့ဒုက္ခဘေးစိုးကြီးမှလွတ်အောင်ထုတ်ဆောင်ကယ်တင်ပေးမယ်တရားတဲ့ခုသင်္ချာရှိနေတယ်ဆိုရင်ဒီတရားမျိုးကိုရအောင်ယူထားဖို့မကောင်းဘူးလားသိကောင်းတယ်သို့တော့ဇဝရီကတော်တော်လေးတော့ဖြစ်နော်ခက်တယ်ဆိုတာကဘာပြောတာအေးဝါဘုန်းကြီးဒကာလေးတယောက်နဲ့တွေ့တော့ဒကာလေးကစကားပြောကခံကောင်းကောင်းပြောပါများလားတော့သူကဘာလျှောက်ထားလဲရှင်ဗျာ လူတွေဟာမိမိအတွက်ကွက်လက်ကလေးတခုတော့အမြဲတမ်းဆန်းဆန်းထားတယ်။ဘာပြောတာလဲ။ဆင်ကျင်ပေးဖို့အကွက်ကလေးတွေအများကြီးရှိပါလေ။တပည့်တော်ကတရားကအထုတ်ချင်ပါလေ။စိတ်ကပါပါတယ်။ဟုတ်တယ်မဟုတ်လား။ဒါပေမဲ့ဒါပေမဲ့ဆိုတော့ဘယ်ထည့်ပြည့်ဝင်လိုက်လဲ။အဲ့ဒီကွက်လက်ကလေးတွေကိုပြည့်ပြည့်ပြီးတော့ဝင်သွားကြ။နော်။အဲ့ဒီကွက်လက်ထဲမှာအမြဲနေကြမယ်ဆိုလို့ကျင်တော့ဒီအိုဘေးစိုးကြီးမှလွတ်ပါမလား။မလွတ်ဘူး။နာဘေးစိုးကြီးကလည်းမလွတ်ဘူး။ ေဘေးစုကြီးကလည်းမလွတ်နိုင်ဘူးအဘယ်ဘေးစုကြီးကလည်းမလွတ်နိုင်ဘူးဒါကြောင့်မြတ်စွာဘုရားကအနမတေခောယံဘိခဝေသန္တာရောပုဗ္ဗာကောတိနပညာယတိဝိဇာနိဝရဏနံတတ္တနံတဏံတံယောဇနနံတန္တဝတံတန္တရတံဘိခဝေခြေတယံတို့ယံတန္တရောဤခန္ဓာအေရဏဓာတ်တို့ဤအစမပြဖြစ်ပေါ်၍နေရအစဉ်အတန်ဟုခေါ်သောအတ္တဤတန္တရာသည် နမတေကောဉာဏ်ဖြင့်အစဉ်လျောက်၍တော်လည်းမတိရမတိနိုင်သောအစရှိပေ၏ဝိဇ္ဇာနိဝရဏနာအဝိဇ္ဇာနိဝရဏတရားသည်ပိဖုံကာစီအကုန်ဤဖြစ်၍ကနာတံယောဇနနာတနာတိဟုသောတံယောဇဉ်ကြိုးကရစ်ပနှောင်ဖွဲထအကုန်ဤဖြစ်၍တန္တဝတံထိုဘဝမှာဤဘဝဤဘဝမှာထိုဘဝတို့ကြောင်ပြန်ပြန်ကျင်လီကျက်စားပြင်းသွား၍နေကြရကုန်သော မန္တရတံတခုသောဘဝ၌လည်းပဲသက္ကတကချင်းဤကျေစာပြင်းသွား၍နေကြရအကုန်သောတတ္တနာတတ္တဝါတို့ဤဥပါကောတိရှိအစုံကိုအနပညာယတိမတိအမတိနိုင်၏အဝိဇ္ဇာနိရဏပိဖုံခံနေခဲ့ရမည်ဆိုရင်အဝိဇ္ဇာနိရဏပိဖုံကာစီထအပ်တဲ့ဇနာတိဟုသောတန်ရောစဉ်ကြွဖြင့်မြစ်ပတ်နှောင်ဖွဲ့ထအပ်တဲ့သရဝရရဲ့သန္တရာခရီးသည်အလုံးမရှိဘူးလားရှင်နေပြီနောက်ထပ်လည်းဒီလိုပဲ အဝိဇ္ဇာနိဝရဏကပိတ်ဖုံးထားအောင်မယ်ဆိုရင်တဏှာတိဟူသောတန်ရုပ်ရှင်ကြိုးတွေနဲ့ရစ်ပတ်အနှောင်ဖွဲ့ခံနေရအောင်မယ်ဆိုရင်လည်းတန္တရာတိမရှိဘူးလားရှင်နေအောင်မယ်ဒါကြောင့်ဟောတိသောဘိခဝေသမယောယမဟာသမုဒ္ဒောဥဒ္ဒတတိဝိသုဒ္ဒတိနဘောဝေတိနဒွေဝဟံဘိခဝေအဝိဇ္ဇာနိဝရဏနာတတနာတဏ္ဍန်ယောဇနာနာတဏ္ဍဝတံတန္တရာတံဒုက္ခတအန္တာကိရိယဝတ္တမိ ဘိက္ခဝေจิตယံတို့ယံယတမိင်္ဂလေအကျဉ်ခါကာလ၌မဟာသမုဒ္ဒမဟာသမုဒ္ဒရာကြီးသည်ဘုသောတတိအထက်နှင့်ခန့်ချောင်း၍သွားပြီလက်တဝိသုတန်တိအထုထုအပြားပြားခန့်ချောင်း၍သွားပြီလက်တနဘဝတိမဖြစ်မရှိတော့ပြီလက်တသောတမယောထုကဲ့သို့သော အချင်းကားမျိုးသည်ဟောတိရှိသေးသည်သာလင်သည်အလွန်ကြီးကျယ်တဲ့ရည်ထူးတဲ့မြပြနေတဲ့မဟာသမုဒ္ဒရာကြီးရှိတယ် တချင်းကဘာပြက်ခံကြီးပြီဆိုရင်ပေါ့နေရတစဉ်ပြီးတစဉ်တစဉ်ပြီးတစဉ်ထွက်လာရကနေ၅စဉ်လောက်ထွက်လာပြီဆိုရင်မဟာသမုဒ္ဒရာရေတွေအလုံးခန့်ချောက်သွားတယ်အဲ့ဒီလိုအချိန်အခါမျိုးဟာတချိန်ကြုံကြလိမ့်မယ်နော်နန္ဒရခိမဆုံးသေးရင်တော့ဒီဒုက္ခကမိမိတို့ရင်ဆိုင်ကြရမယ်ဒုက္ခတစ်ခုဖြစ်ပါတယ်အဲ့ဒီလိုဖြစ်လာတဲ့အချိန်အခါမှာဘာဖြစ်လဲ နာဒွေဝဟံဘိခဝေဝိဇာနိရဏနတ္တနာတဏ္ဍာယောဇနာနံသန္တဝါတံသန္တရတံဒုက္ခသအန္တကိရိယဝဒာမိဘိခဝေခြေတယံတို့အဝိဇာနိရဏနအဝိဇာနိရဏတရားတိပိဖုံကာစီအကုန်တိဖြစ်ပေတဏ္ဍာယောဇနာနံတဏ္ဍိဟုသောတန်ယောစဉ်ကြိုးကရစ်ပအနှောင်ဖွဲထအကုန်တိဖြစ်ပေအန္တဝတ္တံထိုဘဝမှဤဘဝဤဘဝမှထိုဘဝသို့ ်ပြောင်းပြန်ပြန်ကြည်လီကျက်စားပြေးသွား၍နေကြရကုန်သောသန္တရာတံတခုသောဘဝ၌လည်းပဲထက်ခတ်တကကြည်လီကျက်စားပြေးသွား၍နေကြရကုန်သောသတ္တနံသတ္တဝါတို့ဤဒုက္ခသံသန္တရာဝစီယဒုက္ခဤအန္တကိရိယအဆုံးအပိုင်းချောက်ကိုနဟံငါဖျာသည်နတ်တွေဝဝတာမိဟောတော်မမူသည်သာလင်သည်နေ90ထွက်လာလို့ မဟာသမုဒ္ဒရာရေတွေခန်းချောက်သွားတဲ့အချိန်ခါကာလတစ်ခုတနည်းဖြစ်ပေါ်လာလိမ့်မယ်။အဲ့ဒီအချိန်ခါမျိုးမှာတော့လေအဝိဇ္ဇာနိဝရဏတရားပိတ်ဖုံးကာသီအပ်သည့်ဖြစ်ဖြစ်တဏှာဤဟူသောတန်ရောစဉ်ကြိုးရဲ့ရစ်ပတ်နှောင်ဖွဲ့မှုကိုခံရတဲ့ဤတဘာရီရဲ့တန္တရာဝစီရဲ့ဒုက္ခကြီးကုန်ဆုံးသွားလိမ့်မယ်လို့ငါဗျာမဟုတ်ဘူး။ဘယ်ဆက်ရလဲ။ အဝိဇ္ဇာနိဝရဏပိတ်ဖုံးခံရတဲ့သရဝါရီအဖို့တဏှာတိဟုသောတန်ရောစဉ်ကြုတ်ဖြင့်ရစ်ပါနှောင်ဖွဲ့ခံရတဲ့ဒီသရဝါအဖို့ရှေ့တန္တရာခီးကရှိကြနေပါလေနော်ဒီချင်းခံမှာပေါ့ဘဝတခုကိုတော့လက်ခံရမယ်အချိန်နေရှိပါတယ်နော်ဘယ်လိုဘဝဆိုတာကတော့ပြီးတော့မှထပ်ပြောမယ်နောက်တခုဘုရားမြတ်စွာဘုရားဆက်ဟောပြတယ် ဟောတိသောဘိခဝေသမယောယံတိနေရူပပတ္တရာဇာတစ္ဆေတိဝိနတတိနဘဝတိနဒွေဝဟံဘိခဝေအဝိဇ္ဇာနိဗ္ဗာဏနတ္တနာတဏတံယောဇနာနန္တန္တဝတ္တန္တရတံဒုက္ခတအန္တာကိရိယံဝတ္တမိဘိခဝေခြေတယံတို့ယံယံသမိင်္ဂါလေအကျဉ်ခါကာလ၌တိနေရူပပတ္တရာဇာမြင့်မွန်တော်မင်းသည်တစ္ဆေတိလောင်ချွေသောဘေဤဝိနတတိပြောက်ပြဲ၍သောဘေဤ နဘဝတိမဖြစ်မရှိတော့ဘေသောတမယောထိုကဲ့သို့သော အချင်းခါကာလမျိုးသည် ဟောတိရှိသေးသည်တော်လည်းဒီခဝေစိတယံတို့တရာတသမိမိကလေထိုကဲ့သို့သောအချင်းခါမျိုး၌တော်လည်းပဲအဝိဇ္ဇာနိဝရဏနာအဝိဇ္ဇာနိဝရဏတရားသည်ပိဖုံကာစီအကုန်ဤဖြစ်၍တဏ္ဍံယောဇနနာတဏ္ဍတိဟုသောတဏ္ယောဇဉ်ကြောကရစ်ပနှောင်ဖွဲထအကုန်ဤဖြစ်၍ တဏ္ဍဝတံထောဘောမဤဘောဤဘောမထောဘောသောကြောင်ပြံပြံကြည်လီကျက်စာပြေးသွား၍နေကြရာကုန်သောတန္တရာတံတခုသောဘော၌လည်းပဲထခတကကြည်လီကျက်စာပြေးသွား၍နေကြရာကုန်သောတတနာတတဝါတော်ဤဒုက္ခတတန္တရာဝစီရဲ့ဒုက္ခဤအတ္တကိရိယာအဆုံးအပိုင်းအခြားကိုအဟံငါဖျားသည်နာတွေဝဝဒာမိဟောတော်မမူသီးသာရင်ဒီတစ်ချိန် မြင်ကားစင်းကြောပြီးတော့၆စင်းစက်ပြီးဖွက်လာပြီအဲ့ဒီအချိန်ကမှမြင့်မို့တောင်မင်းကြီးပေါ့အလုံးမီးလောင်သွားလိုက်လုံလုံမြင့်မို့တောင်မင်းကြီးကွယ်ပြောက်သွားလိုက်မယ်အဲ့ဒီလိုအချိန်ကမျိုးမှာတော့လည်းပဲအဝိဇ္ဇာနိဝရဏတရားပိန်ဖုံးကာစီထအပ်တဲ့တဏှာတိဟုသောတန်ရောစဉ်ကြိုးဖြင့်ရစ်ပါနှောင်ဖွဲ့ခံရတဲ့ဤတော်ဘာရီရဲ့မန္တရာဝစီရဲ့ဒုက္ခကြီးရဲ့အဆုံးအပိုင်အခြားထင်ရှားရှိနေတယ်လို့ငါဗျာမဟုတ်ဘူး ဲ့ဒီဒုက္ခတစ်ချိန်တွေ့ကြရအောင်မန္တရာခီမဆုံးကြသေးဘူးဆိုရင်နော်နောက်တစ်ခုရှိသေးတယ်ဟောဒီတော်ဘိခဝေသမယောယံမဟာပဒဝီတသတိဝိနာတတိနဘဝတိနတဝေဝဟံဘိခဝေအဝိဇ္ဇာနိဝရဏနတ္တနာတဏ္ဍာယောဇနာနံတန္တဝတံတန္တရာတံဒုက္ခတံအန္တကိရိယံဝဒါမိဘိခဝေ चित्त ယံတို့ယံယသမိင်္ဂါလေအခြင်းခါကာလ၌ ယံမဟာပဒဝီဤမပဒဝီမြေကြီးသည်တစ္ဆတိလောင်ကျွမ်း၍သွားပေ၏ဝိနတတိပြောင်းပြဲ၍သွားပေ၏နောက်ဘဝချင်းမဖြစ်မရှိတော့ပေသောတမယောထုကဲ့သို့သောအချိန်ကာလမျိုးသည်ဟောတိဒီသည်သည်သာလင်တိဘိကဝေခြေတယံတို့ရာတနမေမိကလင်ထုကဲ့သို့သောအချိန်ကာမျိုး၌တော်လည်းပဲအဝိဇ္ဇာနိဝရဏနာအဝိဇ္ဇာနိဝရဏတရားသည်ပေဖုံကာစီအကုန်သည်ဖြစ်၍ တဏ္ဍံယောဇနနံတဏ္ဍိဟုသောတယောဇဉ်ကြောကယပအနှုံဖွဲထားအကုန်ဤဖြစ်ပေတဏ္ဍဝတံထိုဘဝမှာဤဘဝဤဘဝမှာထိုဘဝတို့ကြောင့်မြန်မြန်ကြီးကြီးကျယ်စားပြည့်စွာ၍နေကြရအကုန်သောမန္တရာတံတခုသောဘဝ၌လည်းပဲသက္ကတကကြီးကြီးကျယ်စားပြည့်စွာ၍နေကြရအကုန်သောတတ္တနံတတဝါတို့ဤဒုက္ခတံတန္တရာဝဆင်းရဲ့ဒုက္ခဤအန္တကိရိယာအဆုံးအပိုင်းအခြားကို ဟံငါဖျာတိနာတွေဝဝဒာမိဟောတော်မမူတိတာလင်ဒီတချိန်နေ9ဆင်းထွက်တာလေနော်ကဘာကြီးပြက်ခါတက်တော်မယ်ဆိုတဲ့အချိန်ပေါ့နေ9ဆင်းထွက်ပြီဆိုလို့ကျင်တော့မဟာပတဝီမြင်းကြီးလည်းအလုံးလောင်ကျွားသွားပြီပရမနုမြုခတ်သေးငယ်နေတဲ့အမှုံလေးတွေတော့မကြံတော့ဘူးအကျွင့်ကြံမရှိအကုန်လုံးလောင်သွားပြီလဟာပြင်ကွက်လာပဲကျန်တော့ ဘာပတ္တိမြေကြီးကိုအမိပြုတ်နေတဲ့သရဝမှန်တယ်ပြအလုံးတဦးတယောက်မှမရှိတော့အဲဒီလိုအချိန်ခံမျိုးရောက်တဲ့အခါမှာတော့လည်းပဲအဝိဇ္ဇာနိဝရဏတရားပိတ်ဖို့ကာစီခံရတဲ့သရဝတွေအခုတဏှာတိဟုသောတန်ရောစဉ်ကြိုးဖြင့်ရစ်ပနှောင်းဖွဲ့ခံရတဲ့သရဝတွေအခုနန္ဒရဝစီဒုက္ခကုံဆုံးသွားလိမ့်မယ်လို့ငါဖျားမဟောပါဘူးဒီလိုစိမ့်တဲ့တချိန်ကြီးဒုက္ခကြီးတွေလည်းတွေ့ရမယ် တွေ့ပြီးတော့လည်းနောက်ထပ်သန္တာခီးလည်းမကုံဆုံးသေးဘူးဆိုရင်တော့ကြောက်ဖို့မကောင်းဘူးလားဒီကြောက်ဖို့ကောင်းတယ်ကဘာပြက်တဲ့ဘေးဆိုတာကတော့တွေ့ကြရမှာပဲဓမ္မတာပဲနော်သန္တာခီးကဒီကဘာမပြက်ခင်မှာမိမိတို့ကဆုံးအောင်ပြစ်လို့နှိုင်းတဲ့သွန်အားစိတ်ဓာတ်တွေကိုပြုပြင်ပြောင်းလဲပေးနိုင်တဲ့သွန်အားရှိခဲ့မယ်ဆိုရင်တော့ဒီဒုက္ခတွေကလွတ်သွားနိုင်တယ်အဲ့တော့သန္တာရာခီးမဆုံးရင်ပဲသွားကြတယ်ဥစဉ်တို့ဓမ္မတာလေးတစ်ခုနည်းနည်းပြောမယ် ကဘာဥကနေစပြောမှနည်းနည်းတော့သဘောပေါက်ကဘာဥကကာလမှာပေါ့အခုလိုကဘာပြတ်ပြီးတော့လဟာပြန်အတိုင်းကြီးနေပြီနောက်ထပ်ကဘာကြီးပြန်ပြီးတော့ဒီဆက်ဖို့ရအဲ့အတွက်ကဘာပြုတ်တဲ့ကဘာပြုတ်မိုးကြီးစရွာပြီးဆိုကြတော့နော်ပထမတော့မိုးသည်မိုးဖွဲပေါ့အဲဒီကနေတဖြည်းဖြည်းမိုးတွေကကြီးကျယ်လာပြီးတော့ဒီရေတုကိုအောက်ကလေတုကခံထားလိုက်တဲ့အခါမှာ တပြေးပြေးရေတုရဲ့အပေါ်ကြောတွေကတင်းမာပြီးတော့တပြေးပြေးကြောက်တယ်ဖြစ်လာတယ်မြေတွေဖြစ်လာတယ်ပြင်းပြင်းကဘာကြီးတဲနေတယ်။အဲဒီတော့ကဘာကြီးတဲလာပြီးတဲ့အချိန်ခါကနေစပြီးတော့နောက်တော့သူပင်နေရင်မြေတွေတော်တော်နေတတ်တည်ဖြစ်ဖြစ်ထွန်းလာတဲ့အချိန်ခါမှာဟိုးမြမမီလောက်မှာတန်တန်းကုံဆုံးသွားတဲ့မြမတချို့မြမပြည်ကအစုတည်ပြီးတော့လူပြည်လူလောကမှာကိုထင်းချလာဖြစ်တယ်မြမကြီးတွေလူပြည်ဆင်းလာတာတော့မဟုတ်ဘူးနော် ဓမ္မပြေမှာတတန်းကုန်လို့လူပြေကိုလူအဖြစ်နဲ့ရောက်ရှိလာတယ်။ဒါပြင်းနဲ့သူတို့ကဓမ္မပြေကနေပြီးတော့လူပြေကိုပြုံးကနေရောက်စားပုံကိုယ်ချင်းဖြစ်တော့မင်းကတော်ကြပုံစံမျိုးပေါ့နော်။အရှင်အဝါလေးကတော့ရှိနေသေးတယ်။ကိုရောင်ကိုဝါလေးထွန်းလင်းတောက်ပါတဲ့အရှင်ကြီးကပါသေးတယ်။အဲ့ဒီကဘာဥကာလမှာရှိနေတဲ့ပုံကိုယ်ကြီးရဲ့တတန်းကိုရည်တွေ့ကြည့်လိုက်မယ်ဆိုရင်မရင်လူတို့ရဲ့တတန်းအဖြစ်ပြောမယ်ဆိုရင်တော့မရင်မတွေ့နိုင်လောက်အောင်တတန်းရှိကြတယ်။ အဲ့ဒီလိုမရင်မတက်နဲ့လားအောင်တတန်ရှင်နေရာကနေပြီးတော့ဒီလူသားတွေကဘာဖြစ်လာလဲတဖြည်းဖြည်းရာဂဒေါသမောဟရိအနှိမ့်တဲ့ဉာဏ်ချက်တွေကိုခံလာရတယ်။အဲ့ဒီလိုခံလာရတဲ့အချိန်ကမှရာဂဒေါသမောဟရိထူပြောလာတဲ့အတွက်တဖြည်းဖြည်းတတန်တွေတိုးသွားလိုက်တာနောက်ဆုံးပဲရောက်သွားလဲဆနေတန်းရောက်ဆနေတန်းကျတော့သัจကြံဖြတ်ကြတဲ့တတန္တရကတ္တိကလွှမ်းမိုးလာကြတယ်။အဲ့ဒီအချိန်ကမှ ကြောက်ရွံ့ထိတ်လန့်တတ်တဲ့ပုဂ္ဂိုလ်တစ်ချို့ကတော့တောင်းနေပုံပြီးတော့မေတ္တာကရုဏာမုဒိတာဥပေက္ခလို့ခေါ်ဆိုအပ်တဲ့ဓမ္မဝိဟာရတရားဓမ္မစိုးတရား၄ပါးပွားလိုက်တဲ့အခါမှာတတိယတတန်းကြီးကပြန်ရှိလာပြန်တဲ့စနေကမွေးတဲ့ပုဂ္ဂိုလ်ကအနည်း20အနည်း20ကမွေးတဲ့ပုဂ္ဂိုလ်ကအနည်း40အနည်း40ကမွေးတဲ့ပုဂ္ဂိုလ်ကအနည်း80စသည်ဖြင့်တတိယတတန်းကြီးရှင်းသွားလိုက်တာဓမ္မစိုးတရားအာကောင်းရင်အာကောင်းသလိုတတန်းကြီးရှင်းသွားလိုက်တာနောက်ဆုံးမြင်မတွေ့နိုင်တဲ့အသိရှိရတဲ့အတန်းရောက်သွားတယ် ဲဒီလိုအတင်ချေးရဓာတ်ကနေပြီးတော့ဆယ်နှစ်တန်းဆယ်နှစ်တန်းကနေအတင်ချေးရအဲဒီလိုသုတ်ကတက်ကတစုံကိုအန္တရကတက်ကလို့ခေါ်ပါတယ်အဲဒီလိုအန္တရကပေါင်း64ကတ်64ကျင်းပြည့်ပြီဆိုရင်တော့ဓမ္မတာအလျောက်ဒီစကားကြီးပြည့်အဲဒီလိုကဘာပြတ်တဲ့အချိန်ခါမှာကောဏက၄ခွန်းထွက်တဲ့အဆင့်ရောက်လာပြီဆိုရင်တော့ရဝဟုသမျှ မဟာဗတဝီမြေကြီးဟူသည်ဖြင့်ဘာမှမကြံပဲမြုံမြုံမှမကြံအကုန်လုံးပြည့်စည်သွားပြည့်စည်သွားတယ်ဒီတော်ရီဘယောက်သွားလဲလို့မေးရတော့ထိုးချင်းခါမှပေါ့အဘေသာတော်ရီကလည်းအဘဲမှလွတ်လူပြေလူလောကရောက်လာပြီတဲ့အချိန်ခါမှလူပြေလူလောကမှာတတိတံဝေကတကယ်သေးပဲနဲ့တွေ့ပြီဆိုတော့ထိတ်လန့်ကြောက်ရွံ့ပြီးတော့တရားလေးပါလေးအထောက်ကြရဇန်လေးတွေပါလေးတွေရသွားကြတယ်အဲ့ဒီဇန်အရှင်ဖြစ်မပြည့်စည်တဲ့ မြမပြည်တွေကိုရောက်ရှိသွားကြပါတယ်နော်ခုနေယောဂီတွေနည်းနည်းစဉ်းစားကြည့်ပေါ့တရားဟောနေတဲ့ပုဂ္ဂိုလ်ကတရားနာနေတဲ့ပရိသတ်တွေကဒီညာ၈နာရီမှာအလုံးသေးကြတော့မယ်ဆိုရင်လက်ဖန်ပတ်လို့မယ်ဆိုတဲ့စီမံကိန်းကိုဖြစ်သိမ်းလို့မရဘူးလားရသွားတယ်နော်ကိုကမေမေးနဲ့တကယ်မတွေ့သေးတော့ဘာဖြစ်လဲခုနကပြောခဲ့တဲ့အတိုင်းကွက်လက်ကလေးတွေကိုဝင်ဝင်ပြီးတော့ပြင်းနေကြတယ် ပီးတော့2 3ရက်နေလောက်အထီးတော့နေမှာပါအမေသူကဒီလောက်နေတာကိုသူ့ကိုယ်သူတော်တော်လေးဂုံယူပြီးတော့စကားပြောနေတယ်ဒီတော့အဲ့ဒီကွက်လက်ထဲကိုဝင်ဝင်ပြည့်နေကြတကယ်နေမင်းနဲ့ရင်ဆိုင်ရပြီဆိုရင်တော့ဒီကွက်လက်ထဲဝင်အောင်မလားဝင်တော့ဘူးဝင်ဖို့အချိန်နဲ့မရှိတော့ဘူးဒါကြတကယ်သေးမင်းနဲ့ဂျုံလာတဲ့အချိန်ကကြတော့မှအဲ့ဒီမှာရမိရရတရားတွေအထုတ်လိုက်တော့အဲ့ဒီမှာဇံလေးတွေရသွားကြတယ်ဒီဇံကြီးရဲ့အချိန်အဝါကြောင့်ဇမ္မပြည့်တဲ့သို့တော်လဲ မလွဲမချောင်သာလို့အထုဝရတဲ့ဇံမျိုးဖြစ်ကြကြမြမကြီးမှာတက်တန်းကခတ်ကြတာရှိမလားမရှိတော့ဘူးတက်တန်းကုံတော့လေလူပြေတစ်ပတ်ပြန်ကြောက်ပြန်လေလူပြေရောက်ပြန်တော့လေခဏကရာဂဒေါသမောဟရည်နှိစ်တဲ့ဒဏ်ကျက်ကြောင့်အပယ်လေးပုံတစ်ခါပြန်ပြီးတော့ဆင်းရပြန်လေဒါကြောင့်တရဝရည်အမြဲတမ်းနေထိုင်ရအိမ်ဒီပါလဲလို့ပြီးတော့အပယ်လေးပုံပဲနော်အပယ်လေးပုံကမိမိတို့အမြဲတမ်းနေထိုင်တဲ့အိမ်ပဲ ခုလိုလူပြည်နတ်ပြည်ဆိုတာကဇမပြည်ဆိုတာကတခါတည်းကအခါအခွင့်အသင့်လို့အလဲပတ်ရောက်လာတဲ့သဘောပြတာရှိတယ်။ဘာကြောင့်လဲ။တဘာရီဟာစိတ်ဓာတ်တွေကို ပြန်ပြီးစမ်းစစ်ကြည့်လိုက်ရင်ဒါရှင်းသားမဟုတ်ပါဘူး။ဒါကရှင်းသမီးမဟုတ်ပါဘူး။ဒါကခမရသားမဟုတ်ပါဘူး။ဒါကခမရသမီးမဟုတ်ပါဘူးလို့ခုနေလူပြောက်ကပြောရင်လက်ခံနိုင်မှာမလား။လက်မခံနိုင်ဘူး။ဘာဖြစ်လို့လဲ။အဝိဇ္ဇာနိဝရဏက ိဖုံးထားတဏတိဟူသောတန်ရုပ်စဉ်ကျိုးကလည်းရစ်ပတ်နှောင်းဖွဲ့ပြီးတော့ထားတယ်။ဒါအရှင်းအောင်ကြမဟုတ်ပါဘူး။ခုနေလာပြီးပြောရင်ဒကမကြီးတွေဘယ်လိုမျက်ပြန်ဖြေကြလဲ။ဟမ်။ဟမ်ကောင်းမနဲ့တော့သူတို့ခက်တဲ့ကောင်းမပဲဟုတ်တယ်မလားဖြစ်ကုန်မယ်ဖြစ်ကုန်မယ်။ဒါကြောင့်သူကအဝိဇ္ဇာနိဝရဏနဲ့ပြောမွေ့ပြီးကြတယ်။တဏတိဟူသောတန်ရုပ်စဉ်ကျိုးဖြစ်ရစ်ပတ်နှောင်းဖွဲ့ပြီးခန္ဓာရတာကိုလည်းစိတ်ကမပြောဘူးလား။ ြောနေကြတယ်အဲ့ဒီနေရာကိုပဲပြန်သွားခြင်းဒီနေရာကနေကြွအောင်လွတ်အောင်ယုံဖို့လုပ်ငန်းကြတော့စိတ်ထဲမှာထက်တဲ့တန်တန်ဖြစ်သလားစိတ်မထက်တန်ဘူးမနေ့ကပဲဟိုတလောကပဲဆိုတော့ဒီထဲလေတရားနာပရိသတ်တဲ့ပါပါလိမ့်မယ်ထမရဲ့မန္တလေးတက်ကတော့အကြောင်းပြတဲ့အုံအကြောင်းရောက်လာတော့ဦးစင်ကသူ့မိခင်ကိုမေးကြည့်တယ်ဒကမကြီးဒကမကြီးသားကသူများသားသမီးကိုတွားပြီးကျုံခံမယ်ဆိုရင်ဒကမကြီးသဘောတူမလားလို့မေးတော့တူတယ်ဗျာဟော ကဲသရဝရီကိုအိုနာတည်းဒုက္ခဘေးမှာလွတ်အောင်အပယ်ဘေးကြီးမှာလွတ်အောင်ထုတ်ဆောင်ကဲတင်ပေးမယ်တရားတွေကိုခေါ်ကြပြတာသုသုံးမပြီလိုက်သာသနာပြုမယ်ဆိုရင်တော့ဒီကမကြီးသဘောမတူနိုင်ဘူးလားလို့ပြီးတော့သိမတူခြင်းတဲ့သဘောဟုတ်တယ်ဟုတ်လားသူကအဲ့ဒါဘာပြောနေတာလဲဆိုတော့ဒီအဝိဇ္ဇာညရဏပိတ်ဖုံးခံရတာကိုလွတ်အောင်ယုံကြည်တဲ့သန္တတမရှိဘူးတဏှာတိဟုသောတယောဇဉ်ကျိုးဖြင့်ရပ်ပနှောင်ဖွဲ့နေရတာကိုလည်းလွတ်အောင်ယုံကြည်တဲ့သန္တတတွေက မရှိဘူးနော်ဘာဖြစ်လို့ဒီသန္တတ္တမရှိရလဲဆိုတော့မြတ်စွာဘုရားဥပမာလေးနဲ့ဟောတယ်နော်တေယထာပိပင်ကဝေသကတုလဘတ်တော့တန်လီခီလေဝါဓမ္မေဝဥပနိဘတ်တော့သောကိသတိစေပြီဓမ္မေဝခီလဝါဓမ္မဝဥပကိသတိဒေတတိစေပြီဓမ္မေဝခီလဝါဓမ္မဝဥပဒိဋ္ဌတိနိတိတတိစေပြီဓမ္မေဝခီလဝါဓမ္မဝဥပနိတိတတိ နိဗ္ဗိဇ္ဇိစေပိတမေဝခိလဝါဓမ္မဝါဥပနိဗ္ဗိဇ္ဇိသေကဝေစိတ္တယံတို့တရားထာပြီးဖြစ်သည်ဖြစ်ရ၌ခိုင်ပေါ်ရာလောကဥပမာ